အသက်17နှစ်အရွယ်အာရိုဟီဆိုတဲ့မိန်းကလေးကတော့ဒေါခိတာတယောက်ဖြစ်ပါတယ်။သူမရဲ့မိဘတွေကတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်အရင်ကပဲကွယ်လွန်သွားခဲ့ကြပါပြီ။အဲဒီအချိန်ကစပြီးသူကတော့သူ့ရဲ့ဦးလေးအဒေါ်ရီရဲ့အိမ်မှာအတူတူသွားနေထိုင်နေခဲ့ရတာပါ။မိဘတွေရှိခဲ့တဲ့အချိန်တုန်းကတော့သူမကြောင်းလဲကြခွင့်ရခဲ့ပါတယ်။မိဘတွေမရှိတော့တဲ့နောက်မှာတော့သူမကြောင်းတော့ကြာခွင့်မရတော့ပါဘူးဒီလိုနဲ့ပဲတရားမှာတော့အာရိုဟီအိမ်မထိုင်နေရင်လည်းပကြီထိုင်ဆွဲနေခဲ့ပါတယ် သူမကဖျားပုံတော်ကိုပကြီးရေးဆွဲနေခဲ့တာပဲဖြစ်ပါတယ်။ဒီအချိန်မှာပဲရုံမာတဲ့သူမရဲ့အတော်ဖြစ်တော်ရောက်ရှိလာခဲ့ပြီးသူမစွဲထားတဲ့ပုံအပေါ်ကိုရေရီလောင်းချပြလိုက်ပါတယ်။ကဲဒီမှာဘီယင်မကြီးရဲ့နေပါထိုင်လို့နေရလဲဒီအိမ်မှာအလကားနဲ့အလကားစားလို့ရလိမ့်မယ်လို့နေထင်ထားတာလား။ကဲထထထအပူအလုပ်တွေလုပ်မနေနဲ့အိမ်လုံးကိုထလို့တော့ဒါနဲ့အတော့ကျမဒီအလုပ်တွေအကုန်လုံးကိုပြီးအောင်လုပ်မလို့ပါ။ကျမရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးကိုပါဖြစ်လို့များအခုလိုမျိုးဖြည့်ဆည်းပြလိုက်ရတာလေရှင်။ ကျမဖျားပုံးတော်ဆွဲထားတာအခုဆိုရင်တော့ရေလောင်းချခံလိုက်ရလို့အရာအလုံးပြက်စီးသွားပြီ။ငါနဲ့ကိုခိုင်းနေတဲ့လူကိုပြီးအောင်မလုံနိုင်ဘူးလား။ရှာလာရှည်နေသေးတယ်။သူမလည်းငိုနေရင်းနဲ့သူမရဲ့ဂျိုင်းတောက်လေးကိုဆွဲကင်ပြီးအိမ်လောက်တွေကိုထားလို့ခရပါရီ။အချိန်ခဏကြာမြင်သွားခဲ့တဲ့အခါမှာတော့သူမဦးလေးနဲ့အတော်တောက်ဖို့အတွက်ကော်ဖီတွေဖြော်ပြီးယူလာခဲ့ပြန်ပါရီ။လက်ဖက်ရည်ကိုတောက်ပြီးသွားတဲ့နောက်မှာတော့ဦးလေးဖြစ်သူကထွေးထုတ်ပြီးပြောလိုက်ပါရီ။ဒါဆမအရသာမရှိတဲ့လက်ဖက်ပဲဘာဖြစ်လို့ဖြော်လာနေရသေးရလဲ။ မိမရဲ့မင်းဘာဖြစ်လို့သူ့ကိုလက်ဖေးကောင်းကောင်းဖျော်ကြအောင်မတင်ပေးထားရလဲကွာကျမတို့တင်ပေးပါရယ်တင်ပေးနေတင်ပေးနေနဲ့တတော်လေးကိုပြမန်းနေပြီသူ့လိုဒေါကီတမင်းကလေးတယောက်ကတော့ဘာတခုကိုမှမတင်ချင်ဘူးလေဟဲ့နေဒီပုံစံအတိုင်းပဲတတ်တလုံးနေထိုင်သွားမယ်ဆိုရင်တော့နင့်ကိုဘယ်သူမှလက်ထပ်ချင်မှာမဟုတ်ဘူးသိရလားဂျောတာထွက်နေရဲ့အတော်ဖြစ်သူကတော့ကျမလေးရဲ့နေရွက်ကိုဆွဲလိုက်လိုက်ပါရယ် လှုပ်ပါအကျော်ရဲ့လှုပ်ပါတမိတောင်းမှန်ပါတယ်နော်နောက်တစ်ခေါက်ကြောက်လို့ရှင်တော့လဖေးကိုကောင်းကောင်းဖျော်ခဲ့ပါမယ်နောက်ဘယ်တော့မှဒီလိုအမားကိုထပ်ပြီးရမလို့တော့ပါဘူးလှုပ်ပါရှင်ဒီတစ်ခေါက်လဖေးကိုကောင်းကောင်းဖျော်နော်ဘာတစ်ခုမှလိုအပ်ချက်မရှိစေနဲ့တခုခုမှားရွှင်းသွားပြီးဆိုရင်တော့နေငော့အဆုံမဆုံနဲ့တနာစီရကောင်းတဲ့အာရုံကြီးကတော့အိမ်လုံးတွေအားလုံးကိုလောက်ကိုင်းကြရပါတယ်အလုပ်တွေအားလုံးလုပ်လို့ပြီးစီးသွားပြီးဆိုရင်တော့တမဖျားရှိခိုးပူစောနေလေးရှိပါတယ်ကျမအခွင့်လှပါအရှင်ဒီနေ့အလုံးလုံးနေရင်လုံးနေနဲ့အချိန်တွေကုန်ဆုံးသွားလိုက်တာ ဘလို့အချိန်ကုန်သွားမှန်းတော့မသိဘူးအဲ့ဒါကြောင့်ကျမဖះမရှိခိုးလိုက်ရတာဒီလိုနဲ့အာရိုဟီကလည်းအကြာကြီးဖះထိုင်ရှိခိုးနေခဲ့ပါတယ်ဒီမှာပါအရှင်ကျမစွန်းတော့တင်နိုင်တာဆိုလို့ဒါလေးပဲရှိပါတယ်ဒါကလွယ်ပြီးတော့ကျမလည်းဘာမှမတတ်နိုင်ကြဘူးဒီလိုနဲ့ပဲအချိန်တွင်နေရွက်တွေဖြည်းဖြည်းနဲ့ကုန်ဆုံးလာခဲ့ပါတယ်တရမှာတော့အာရိုဟီလည်းသူ့အမေရဲ့တက်တာအဟောင်းလေးကိုရှင်းနေရှင်းနဲ့စာတစောင်းကိုမြင်တွေ့ခဲ့ရပါတယ်။သူမလည်းစာလေးကိုထုတ်ဖွင့်ပြီးဖတ်ခဲ့ရပေါ့။တမီးလေး မီးလေးဒီစားကိုရှားတဲ့အချိန်မှာအရွယ်တစ်ခုရှောင်းနေလောက်ပြီလို့အမေထင်တယ်။အမေတမီးလေးအတော်လက်ဝဲလက်စားတချို့လုပ်ပေးထားတယ်တမီးရဲ့။တမီးမင်္ဂလာဆောင်ကြလို့ရှင်တော့အတော့ဝင်မဲ့လက်ဝဲလက်စားတွေလေ။တမီးအမေကမပြောပြနိုင်ခဲ့လို့တမီးမသိခဲ့ရတာပါ။အခုပြောပြပြီဆိုတော့တမီးသေချာထိမ့်သိမ့်ထားကြလား။အမေဒီအနည်းရောက်အထောက်လေးထဲမှာလက်ဝဲလက်စားတွေကိုထပ်ထားတယ်။ဦးလေးနဲ့အတော်ကို ပေးလိုက်တော့သူတို့ကတမီးအတော်ကောင်းတာလေးစီစဉ်ပေးလိုက်မယ်ကြလား။ ဒီလိုနဲ့သမီးလေးကလည်းသူ့မေပြောတဲ့စကားအတိုင်းပဲအနည်းရောအထုပ်လေးကိုရှုပြီးဦးလေးနဲ့အတော်စီကိုတွားလိုက်ပါတယ်။ဒီစကားတွေအလုံးကိုကြားခဲ့ရတဲ့အခါမှာဦးလေးနဲ့အတော်ကလည်းအထုပ်လေးကိုချက်ချင်းလူယူလိုက်ကြပေါ့။ဒီနေ့အစပြီးတော့ဒီလက်ဝဲလက်စာတွေကိုငါတို့ပိုင်သွားပြီးဒါကငါတို့ဟာတွေပဲ။ဒါကြောင့်ဒီလက်ဝဲလက်စာတွေကအနေနဲ့ဆိုင်နေလို့တွေးမနေနဲ့နော်။နင်းနဲ့ဘာမှမသက်ဆိုင်တော့ဘူးကြားလား။ဟုတ်တယ်ဟုတ်တယ်နင်းပြောတာမှန်တယ်။ အခုငါတို့ရှိမှလက်ဝဲလက်စားတွေရလာပြီဆိုတော့ဒီလက်ဝဲလက်စားတွေကိုငါတို့ကောင်းကောင်းအသုံးချရမယ်။ဒါတွေကိုရောင်းပြီးသွားတဲ့အခါကျလို့ရှင်တော့ငါတို့ကားတစ်စီးဝယ်ကြမယ်ဆိုရင်ဘလို့လဲမကောင်းလား။မလောက်ပါနဲ့ဦးလေးရဲ့အဲ့လိုတော့မလောက်လိုက်ပါနဲ့။ဒါကအမေကျမအတွက်နောက်ဆုံးထားခဲ့ပြီးတဲ့လက်ဆောင်လေးလေ။အမေနောက်ဆုံးထားခဲ့ပြီးတဲ့အမတ်တရပစ္စည်းလေးပါဒါတော့မရောင်းလိုက်ပါနဲ့နော်။ပါစပ်ပိုက်ထားစမှာနေရဘာမလို့ငါတို့ဆရာကြီးလာလုံနေရလဲ။နေရမရငါတို့ကိုဟိုဟာလို့ဒီဟာလို့ဆိုပြီးတော့လာပြောရသေးတယ်။နင်ပြောတဲ့အတိုင်းငါတို့ကလုံးလိုက်မယ်လို့ထင်နေရလား။ ဒီလိုနဲ့လင်မယားနှစ်ယောက်သာလဝဲနဲ့စာရီယူပြီးအပြင်ကိုထွက်သွားခဲ့ကြပါရီရုပ်တရက်သူတို့နှစ်ယောက်အပြင်ကိုထွက်ခွာသွားခဲ့တဲ့အချိန်မှာပဲလမ်းမထထတဲ့ဓမ္မီတိုင်းမီအင်ကြီးကသူတို့အပေါ်ကိုပြုတ်ကျလာခဲ့ပါရီနှစ်ယောက်လုံးလည်းဒဏ်ရာအပြင်ထံရရှိသွားခဲ့ကြပါရီကောင်းမတရားရှိသွားခဲ့တဲ့အတွက်ကြောင့်မို့လို့သွေးတွေလည်းအများကြီးထွက်နေခဲ့တာပေါ့ကဲကြပါအောင်ဗျာကဲကြပါအောင်ကျွန်တော်တို့ဒီမှာဒဏ်ရာရသွားလို့ကဲကြပါအောင်ဦးလေးနဲ့အတော်ရဲ့အတန်ကိုကြားခဲ့ရတဲ့အခါမှာအာရိုဟီကလည်း အိမ်ထဲကနေအများအဆုံးအပြင်ကိုပြေးထွက်လာခဲ့ပါတယ်။သူအမေရဲ့နောက်ဆုံးထားခဲ့တဲ့အမှတ်တရပစ္စည်းအိမ်လေးကိုတော့သူမအရင်ဆုံးယူလိုက်ပါတယ်။ပြီးသွားတဲ့အခါမှာတော့အိမ်နီးချင်းတဦးစီသွားပြီးနောက်မှာတော့အကူအညီတောင်းလိုက်ပါတယ်။ဒီခါမှာစေယုံကခေါ်ပေးပြီးဦးလေးနဲ့အတော်ဖြစ်သူကိုအမြန်ဆုံးစေယုံကိုတင်ပို့ပေးခဲ့ကြပါတယ်။ဦးလေးနဲ့အတော်ကတော့အခုဆိုရင်အနီးနောက်မှာရှိတဲ့အစိုးရစေယုံမှာဈေးကူတောင်းမှုခံယူနေခဲ့ကြတဲ့အချိန်ဖြစ်ပါတယ်။ဒီအချိန်အတွင်းမှာတော့အာရိုဟီတယောက်ထဲအိမ်မတယောက်ထဲနေထိုင်နေခဲ့ရပါတယ်။ သူမအိမ်လောက်တွေအားလုံးကိုလည်းတယောက်တည်းလောက်ပါရယ်။တကယ်မှာတော့သူမအဝတ်စားတွေရှော်ပြီးအဝတ်စားတွေကိုလှမ်းနေခဲ့ရပေါ့။သူမအောက်ထပ်ကိုဆင်းနေခဲ့တဲ့အချိန်မှာပဲရုတ်တရက်သူမရဲ့ဂျိုင်းတောက်ကသူမလက်ထဲကနေလွှတ်ထွက်သွားခဲ့တဲ့အတွက်သူမလည်းလှေကားပေါ်ကနေအရှိန်ပြင်းပြင်းနဲ့ပြုတ်ကျသွားခဲ့ပါရယ်။ဒီအချိန်လေးမှာသူမဘာမှမတတ်နိုင်တော့တဲ့အဆုံးမှာတော့ဖရာသခင်ကိုပဲတန်းကြခဲ့မိပါရယ်။အရှင်ကျမကိုကယ်တင်ပေးပါအောင်အရှင်ကျမကိုကယ်တင်ပေးပါအောင်ရှင်။နားလိုက်တော့ကျမတော်တော်လေးကိုနားကျင်နေပြီကျမကိုကယ်တင်ပေးပါအောင်။အရှင်ကတော့ တရားအထုတ်ကျင့်ကြံနေခဲ့တဲ့အချိန်မှာပဲသူ့ကိုယုံကြည်ကိုးကွယ်တဲ့အာရိုဟီရဲ့အတန်ကိုကြားခဲ့ရတဲ့အတွက်မျက်လုံးဖွင့်ကြည့်ခဲ့ပါရီ။ငါ့ကိုယုံကြည်ကိုးကွယ်တဲ့မိန်းကလေးငယ်လေးပဲဘာဖြစ်သွားတာလဲ။သူနာကျင်ခံစားနေရတာပါလား။အလားစရာကောင်းတဲ့မိန်းကလေးအတန်ငငယ်လေးနဲ့တတော်လေးကြိုးစားအားထုတ်နေရရှာတဲ့သူ့မမိဘတွေကလည်းရှိတော့တာမဟုတ်ဘူး။သူ့အသက်အရွယ်လေးနဲ့ဘလောက်တောင်မှယုံကြည်လိုက်တယ်လေ။အင်းသူဒီလောက်ကြောင်မှအခက်ခဲဒုက္ခတွေကိုရင်ဆိုင်နေရတာဆိုတော့ငါတို့ကိုအကူအညီပေးဖို့အတွက်သူစီကျင်းတွေတော့မှဖြစ်မယ် အချိန်ခဏကြာမြင်သွားခဲ့တဲ့အခါမှာဖခင်တခင်ကိုရိုင်းကလည်းအသက်ကြီးရွယ်အိုးအဖိုးတယောက်ပုံစံပြောင်းလဲပြီးမိန်းကလေးငယ်လေးအိမ်ကိုရောက်ရှိလာခဲ့ပါတယ်။ဒီမှာမိန်းကလေးငယ်လေးရေကျွန်တော်ကတော့တခြားတယောက်ကနေပြီးတော့ရောက်ရှိလာခဲ့ရပါ။ရွာမှာရေကြီးမှုတွေဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်ကလည်းပြက်စီးသွားခဲ့ရပြီ။ဘာမှလည်းမရှိတော့ဘူးအရာအလုံးကိုဆုံးရှုံးခဲ့ရတယ်။အဲဒါကြောင့်ရက်အနှင်းငယ်တော့ဒီအိမ်မှာနားခိုလို့ရမလား။ကျမကိုရိုင်းတော့မှဒေါခိတာတယောက်ဖြစ်နေရပါ။ ကျမတို့မှာစားတောက်ဖို့တော့မရှိတဲ့အခြေအနေကြီးမှာဧည့်သည်တွေကိုဘယ်လိုလက်ခံထားလို့ရမှာလဲကျမဘယ်သူကမှအကူအညီပေးနိုင်တဲ့အခြေအနေမှာမရှိပါဘူးရှင်ဒါပေမဲ့အိမ်မှာတဲခိုရုံပဲဆိုလို့ရှင်တော့ကျမအနေနဲ့အကူအညီပေးလို့ရပါတယ်အိမ်မှာကတော့တဲခိုသွားလိုက်ပါအေးပါသမီးလေးရမစွိုင်းပါနဲ့ငါဘာကနေပြီးတော့အင်းကိုဘာဒုက္ခမှပေးမှာမဟုတ်ဘူးနော်အိမ်မှာနေရုံပဲနေမှာပါဟုတ်ပြီလားအဲ့ဒါကြောင့်ငါဒီမှာနေထိုင်နေစဉ်ကာလအတွင်းမှာလည်းအင်းကိုပြုစုစောင့်ရှောက်ပေးမယ်လို့ကတိပေးပါတယ် နေုံကြည်ရတာကလည်းဒုက္ခရောက်နေတဲ့ပုံစံပါပဲအိမ်မှာတတ်ရှင်လည်းလုပ်ပေးမယ်လေနေုံကြည်ရတာကျမ်းမာရေးလည်းမကောင်းတဲ့ပုံစံပဲမျက်တွင်းတွေကလည်းညိုနေတယ်ဖျားနေတော့မယ်နဲ့တူတယ်နော်အဲ့ဒါကြောင့်သွားပြီးတော့အနားယူလိုက်လိုအပ်တဲ့အလုပ်တွေနဲ့တာဝန်တွေကိုတော့ငါပုံမှာပဲလွှဲထားလိုက်ပါငါလုပ်ထားပေးမယ်ဗိုက်စာနေလားဗိုက်စာနေတယ်ဆိုလို့ရှင်တော့စံပြုတ်လေးပြုတ်လာခဲ့ပေးမယ်လေအော်ဟီကတော့တော်လေးနေမကောင်းဖြစ်နေရပါသူမကိုယ်တိုင်ဘာမှမလုပ်နိုင်တော့ပါဘူးဒါကြောင့်သူမလည်းဘာမှပြောမနေတော့ဘဲနဲ့လွှတ်ထားပေးခဲ့ပါတယ် ီနောက်မှာအဖိုးကလည်းမိဖို့ကန်နဲ့ဝင်သွားခဲ့ပြီးနောက်မှာတော့စံပြုတ်တွေပြုတ်လိုက်ပါတယ်။ဒီနောက်စံပြုတ်ကျွေးပြီးသူမကိုဆေးလက်တိုက်ပေးခဲ့ပါတယ်။ဆေးတိုက်ပြီးတဲ့နောက်မှာတော့သူကအိမ်မှာရှိတဲ့လက်တွေအားလုံးကိုကိုရိုင်းလောက်ကင်ပေးခဲ့ပါတယ်။အဖိုးကြီးအိမ်ကိုရောက်ရှိလာတဲ့နေရာစားပြီးအာရိုဟီတယောက်အတော်လေးတတတတနေထိုင်နိုင်သွားပါတယ်။အဖိုးအိုကပဲအိမ်လောက်တွေအားလုံးကိုကိုရိုင်းကိုကြောက်လောက်ကင်ပေးခဲ့ပါတယ်။ကဲလျှော့သမီးလေးနေစားဖို့အတွက်ထမင်းချက်လာခဲ့ပေးတယ်။ငါကိုရိုင်းလောက်ထားတဲ့ထမင်းလေးစားပါဦး။ နင်ကားငါအတွက်တော့ငါ့ရဲ့မြေးလေးတယောက်လိုမျိုးပါပဲနင်းနေမကောင်းဖြစ်နေရကိုတွေးရတော့ငါလည်းဝမ်းနေမိတယ်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာအော်ရိုဟီတယောက်ဝမ်းနေသွားခဲ့ပြီးမျက်ရည်တွေလည်းစီးကျလာခဲ့ပါတယ်ဘာလို့များငိုနေရတာလဲမငိုပါနဲ့မြေးလေးရဲ့ကျမရဲ့မိဘတွေကွယ်လွန်သွားခဲ့ပြီးတဲ့နောက်နှစ်ပေါင်းများစွာကြာမှအခုလိုမျိုးစကားတွေကိုကျမပြန်ပြီးတော့ကြားခဲ့ရတာပါအော်ရိုဟီတယောက်တော်တော်လေးကိုနေမကောင်းဖြစ်နေခဲ့ပေမဲ့သူမလုံရမဲ့တာဝန်တွေကိုတော့ဘယ်တော့မှမမေ့ရောခဲ့ခြင်းရှိပါဘူး သူမဖရာတရားကိုလည်းမမေမယောလောက်ကိုင်းကြပါရဲ့အခုချိန်ထိတော့မှသူကဖရာသခင် shift ကိုယုံကြည်နေတုံးပါပဲတကယ်မှသူမကအဖိုးအိုကြီးကိုလည်းဖရာအတူတူရှိခိုးဖို့အတွက်ခေါ်လိုက်ပါရဲ့လာခဲ့ပါအဖိုးရဲ့ကျမတို့အတူတူဖရာရှိခိုးကြရအောင်လေဒီနောက်မှာတော့အဖိုးအိုကြီးနဲ့မိန်ကလေးငယ်လေးတို့နှစ်ယောက်အတူတူဖရာရှိခိုးခဲ့ကြပါရဲ့ဒီနေ့ရပောင်းများစွာကြာမှကျမကိုရိုင်းနှုတ်ထမင်းလေးချက်ထားတယ်ဒါလေးကိုကျမစွန်းတော်ကမလို့ပါကျမစွန်းတော်ကောင်းကောင်းမကတ်ရတာအတော်လေးကိုကြာနေပြီ ဒီမှာနှုတ်ထမင်းလေးသုံးဆောင်လိုက်ပါအောင်အရှင်။ကျမကတ်တဲ့စွန်းတော်ကြောင့်အရှင်ကိုယ်တိုင်အရာဝမ်းသာပြောရွှင်သွားလိမ့်မယ်ဆိုတာကျမသိတယ်။ဒီအချိန်မှာအဖိုးကိုကြီးကလည်းနှုတ်ထမင်းကွက်ကိုယူပြီးတာနဲ့နှုတ်ထမင်းတွေကိုစားပြစ်လိုက်ပါတော့တယ်။ကောင်းလိုက်တာသမီးလေးရဲ့နှုတ်ထမင်းကတကယ်အရသာရှိပြီးတော့စားလို့ကောင်းလိုက်တာ။မိန်းကလေးကလည်းစိတ်ဆိုးထောသာထွက်သွားခဲ့တာပေါ့။ဒါပါလို့တာလေအဖိုးရဲ့ဘာဖြစ်လို့များကျမစွန်းတော်ကတ်ထားတဲ့နှုတ်ထမင်းကွက်ကိုယူပြီးစားလိုက်ရတာလဲ။ကျမတို့စွန်းတော်ကဖို့အတွက်ထားထားတာပါစားဖို့အတွက်မှမဟုတ်တာ။အော် စိတ်မဆိုးပါနဲ့ဖရာသခင်ကိုစွန်းတော်တင်ပြီးပြီလို့မှားလိုက်တော့အရှင်ကလည်းဒီစွန်းကိုလက်ခံလိုက်ပြီလေခဏအတွင်မှာပဲအဖိုးအိုကပြောင်းလဲသွားခဲ့ပြီးအရှင် shift ဖြစ်သွားခဲ့ပါတယ်တိုးရှင်းမှာအရှင် shift ကိုတွေ့ခဲ့ရတဲ့အတွက်အာရိုဟီတယောက်ဝမ်းသာလုံးလုံးမျက်ရည်ဝေးစီးကြလာခဲ့ပါတယ်နေရဒုက္ခတွေရောက်နေခဲ့တာဒီလောက်ထိဒုက္ခဒုက္ခနဲ့နေနေရတဲ့အချိန်မှာငါလည်းမကြည်ရလို့နင့်ကိုအကူအညီပေးဖို့အတွက်လာခဲ့တာပေါ့နေရတော့အားလုံးအပေါ်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးတယ် နေ့စဉ်နေ့တိုင်းလဲယုံကြည်စိတ်အားထက်သန်စွာနဲ့ဖျားရှိခိုးတယ်။ဒါကြောင့်ဒီနေ့အစပြီးဘုရားမှာဘာလို့အချက်တစ်ခုမှထပ်ပြီးရှိမှာမဟုတ်တော့ဘူး။ဒီအချိန်မှာဦးလေးနဲ့အတော်တို့ကလည်းဇေယုံကနေပြန်ဆင်းလာခဲ့ကြပါသေး။သူတို့ရှိမှဖျားသခင်ကိုတွေ့ခဲ့ရတဲ့အတွက်သူတို့လည်းအားအသင်ကုန်ကြပါသေး။ဒီနောက်အရှင်က ကောင်းကြီးပေးပြီးပြန်သွားခဲ့ပါသေး။အရင်နေ့အစပြီးဦးလေးနဲ့အတော်ကကျမလေးကိုတမီးအရင်တယောက်လိုမျိုးချစ်ခင်သွားခဲ့ကြပါသေး။